ဒီမြမစေုပ်စုအတွဲကပပန်းနေပေးမဲ့ငွေဒီချီးမဲ့ငွေနဲ့ပတ်သက်ပြီးတော့ဒီတားဆီးဖို့ဥပဒေကိုအောက်လွတ်တော်မှာဟိုအတီးပြုတ်လိုက်တယ်ဆိုတာကိုကြေညာလိုက်တော့ပါဆိုတော့အားလုံးက385မိနစ်အတီးပြုတ်လိုက်ပါတယ်အဲ48ဦးကတော့အဲတချို့ကမဲမပေးတာရှိတယ်တချို့ကဒီမဲပေးတဲ့ session ကိုမလာတာရှိမယ်ဒါပေမဲ့ဟို no ပေးမဲ့လူဘယ်သူမှမရှိပါဘူး ဆိုတော့ဒါအားလုံးမဲပေးလိုက်တဲ့သဘောပေါ့လေဆိုတော့ဒီဥပဒေကတော့အတီဖြစ်ဖို့ဆိုလို့ရှိရင်တော့ဒီကနေတဆင်အထက်လွတ်တော်ကိုဆက်ပြီးတော့သွားမယ်အထက်လွတ်တော်မှာသူတို့ပြင်ကျင်လဲပြင်မယ်ပြင်လို့ရှိရင်တော့ပြင်ပြီးရင်တော့အောက်လွတ်တော်ပြန်ပို့ရင်လဲပို့မယ်မပို့ဘူးဆိုလို့ရှိရင်လည်းအထက်လွတ်တော်ကနေပြီးတော့အတီပြုတ်ပြီးသွားပြီးဆိုလို့ရှိရင်ဒါသမရရှီကိုအာပို့ပြီးတော့ဒီဥပဒေကိုအတီပြုတ်တဲ့အဆင့်ရောက်သွားပြီပေါ့နော် ဆိုတော့ဒီဥပဒေကဘယ်လိုစပြီးတော့ဖြစ်လာလဲဆိုတော့အမေရိကမှာဒီဥပဒေပြုတယ်ဆိုတော့အောက်လွှတ်တော်ကနေစတာပေါ့ဆိုတော့ဒီအောက်လွှတ်တော်မှာနီကီမာဝီလျံဆိုတဲ့အောက်လွှတ်တော်အမတ်ပေါ့နော်အမျိုးသမီးအောက်လွှတ်တော်အမတ်သူကဒီဂျော်ဂျီယာပြည်နယ်ကဂျော်ဂျီယာပြည်နယ်ဒီကပ်ကောင်တီဆိုတော့ဂျော်ဂျီယာမြို့တော်အက်တလန်တာရဲ့ဒီအရှိတ်ဘက်ပေါ့နော် In another life prior to my congressional service I was a public school teacher and I had a student who was a Burmese refugee Chit Yen's family story was empowering and a stark reminder that not only do we have an obligation So to I the so the Congress woman ဒီအော်လတော်အမတ် Nikki Ma Williams ကဒီ Congress အမတ်သူမဖြစ်ခင်တော့က ကျောင်းဆရာမလို့တော့ချစ်ယန်ဆိုတာချစ်ယန်လို့ကြားလိုက်တာပေါ့လေသူပြောတာပေါ့နော်ဟိုအဲ့ဒီဟဲမှာဒီမိသားစုနဲ့သူတည်သွားပြီးတော့မြန်မာပြည်အကြောင်းနေသူတည်လိုက်တယ်တည်လိုက်တဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်သူမြန်မာပြည်ကပေါ့လေဒီအဖိနှိတ်ခံနေအတွက် သူတတ်နိုင်တယ်မြသူဟိုလုံမယ်ဆိုပြီးတော့အခုဒီဥပဒေကြမ်းကိုသူကစတင်တာဂျော်ဂျီယာနေပြီးတော့ဆိုတော့ဒါကဘာပဲဖြစ်ဖြစ်ဒါဟိုဂျော်ဂျီယာလူတွေကိုအလုံး ဒါဟိုဂုံပြူရမှာပါဒါချီကျူးရမှာပါဒါသူတို့အနေနဲ့လဲ Congress Woman ကိုအခုလိုမျိုးဟို reach out လုပ်ပြီးတော့ပေါ့လေဒါမြန်မာနိုင်ငံအတွက်စပြီးတော့ဒီဥပဒေကြမ်းတစောင်စပြီးတော့တင်လိုက်နိုင်တယ်အခုဆိုရင်အောက်လွတ်တော်မှာအတည်ပြုတဲ့အစဉ်ရောက်သွားပြီဆိုတော့ဒါဘာပဲဖြစ်ဖြစ်အမေရိကမှာကိုနေထိုင်တဲ့ဒေတာကဒီကိုစားပြုတဲ့လွတ်တော်အမတ်တွေအောက်လွတ်တော်အမတ်တွေထက်လွတ်တော်အမတ်တွေကိုအခုလိုချင်းကပ်ပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အဲကိုကိုဘက်ကလိုအပ်တာတွေကိုလည်းဟိုတင်ပြပြီးတော့အကူအညီတောင်းလို့ရတယ်ဆိုတော့ဟာဟိုဒါတက်သေးပြတာပေါ့အဲသူနဲ့အတူယန်ခင်ယန်ခင်ကတော့ကယ်လီဖိုးနီးယားပြည်နယ်ကဆိုတော့အဲသူကလည်းသူကကြတော့အာ Republican အမတ်ခုနကဒီ Nikki Ma Williams ကအာ Democrat အမတ်ဆိုတော့အာဒါ Miss Yan Kim ကလည်းအာဟိုကယ်လီဖိုးနီးယားနေကိုကိုစပွန်ဆာပေါ့ ကိုစပွန်ဆာဆိုပေမဲ့ तू ကအဓိကတော့ Nicki Minaj Williams တဲ့တွဲပြီးတော့ဒီဥပဒေကိုအဓိကဒီအစိုးပြတဲ့အထက်မှာပါတာပေါ့ဆိုတော့နောက်ထပ်နှစ်ယောက်ကတော့ Texas ပြည်နယ်က Republican အမတ်ပါအာ Monica De La Cruz သူကတော့ဟိုဟိုဟိုအနည်းဆုံးကဒီ Houston တို့ဘာလို့ကဖြစ်မနေတူတယ်တကယ်ကတော့သူ့ရဲ့ district ကဟိုဒီ Texas ပြည်နယ်တောင်ဘက်ဆုံးမှာ Mexico နယ်စပ်နဲ့ကပ်နေပြီဆိုတော့နောက်တစ်ယောက်ကတော့ Democrat အလုပ်တော်အမတ် တမိုသီကနေဒီသူကတော့ဘဖယ်လိုကဘဖယ်လိုဆိုတော့ကျွန်တော်တို့ဘဖယ်လိုမှာတော့ဒါမြန်မာတွေတောင်းတဲ့ခြေပြီးတော့တောင်းရှိတယ်လို့ကြားပါတယ်ဆိုတော့ဒါဘာပဲဖြစ်ဖြစ်ဒါဘဖယ်လိုကအာသူတွေလည်းပဲဒါသူတို့ရဲ့စူးစမ်းအထုမှုပါမှာပါအခုလိုအထူးသဖြင့်အခုလိုအခြေအနေမျိုးပေါ့လေဒါ American အစိုးရကိုဒါမြန်မာပြည်ကစစ်အုပ်စုကနေပြီးတော့ဟိုထဲထဲဝင်ဝင်ဝင်ပြီးတော့ဒီဆက်သွယ်ပြီးတော့ပေါ့နော် ဟိုချင်းကက်စီယုံဖို့ဟိုနှီးမျိုးစုံနဲ့စူးစမ်းနေတာဆိုတော့ဘာပဲဖြစ်ဖြစ်ငွေလည်းသူတို့အများကြီးသုံးပြီးတော့အခုစူးစမ်းနေတဲ့အတွက်ဒါ Trump က Trump ရဲ့ငကူဒီဒီမူဝါဒတွေထဲမှာလည်းပဲဒါဟို immigrant တွေဒါရွှေ့ပြောင်းဝင်ရောက်သူတွေဒုက္ခသည်တွေနဲ့အဓိကကတော့ရွှေ့ပြောင်းဝင်ရောက်သူတွေပေါ့လေဟိုဆိုတော့ဟိုဒီလိုလူတွေကိုသူတို့ကဟိုငကူရုံးနေကတိတ်ပြီးတော့ဟိုလက်ခံခြင်းမမရဘူးဆိုတော့ ဟိုဟိုအခုကြာတော့ပါပဲဖြစ်ဖြစ်အဲ့ဒီအနေထားရောနောက်တစ်ခုကဒါမြန်မာနိုင်ငံဘက်ကလည်းပဲအဲခုနလိုဒီအာထရမ့်အစိုးရကိုဝင်ရောက်ချင်းကပ်ပြီးတော့စီးယုံနေတယ်ဆိုတော့သတင်းတွေလည်းတဲတဲ့တဲတဲ့ဟိုကြားနေရတယ်ဆိုတော့ပါပဲဖြစ်ဖြစ်ဒါဟိုကွန်ဂရက်စ်ဘက်ကနေပြီးတော့ဟိုအားလုံးတက်နိုင်တာလုံနိုင်တာကတော့ဒီကွန်ဂရက်စ်ပေါ့လေဒီအထက်လွတ်တော်အလွတ်တော်အမတ်တွေရောချင်းကပ်ပြီးတော့အဲဒါမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့အမြဲတမ်း ဟိုတည်င်းနေအဆက်မပြတ်ဟိုပို့ပေးဖို့ပြောပေးနေဖို့သူတို့တည်နေဖို့အတွက်ဒါဟိုဒီယုံနေကိုဆက်သွယ်ပြီးတော့ဒါဟိုဂျန်တဲ့သူတွေအနေနဲ့ဆက်ပြီးတော့လုံနေလို့ရတဲ့အနေအထားမျိုးဖြစ်နေပါပြီနောက်တစ်ခုကတော့ HR 3190 Brief Burma Act ပါဒီ Michigan ပြည်နယ် Kalamazoo ဒေသအခြေစိုက်ပေါ့နော်ဒီ district ကကိုစားပြု Republican အလို့တော်အမတ် Bill Hyzing ကပါသူကဒီဥပဒေချမ်းကိုအတည်ပြုထားတာပါအဓိကတော့ဒီစစ်အုပ်စုရဲ့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဓိကဒီ sanction ကိုအဲတင်းတင်းကြပ်ကြပ်စီစစ်ဖို့စောင့်ကြည့်ဖို့ဒါတွေပါပါတယ်အဓိကတော့ဒီစစ်အုပ်စုကဒီလေရင်တွေတုံးပြီးတော့ပေါ့ဒီအရသားတွေကို ဘုံကျဲတာတိုက်ခိုက်တာဒီကိစ္စတွေကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်ပြီးတော့ဒီစေအုပ်စုအနေနဲ့ဒီလိုမျိုးလူမှုပေါ်ဖိနှိပ်တဲ့ဒီရန်တရားတွေပေါ့လေဆိုတော့ဒီရန်တရားတွေကိုအသုံးပြုတဲ့နေရာမှာငွေချေးအင်အားလိုမယ်အဲ့ဒီငွေချေးအင်အားကိုစောင့်ကြည့်ပြီးတော့ဖျက်တောက်ဖို့ဆိုတဲ့ဥပဒေချမ်းကိုလည်းတင်ထားပါတယ်ဆိုတော့ဒါကတော့ဒီဥပဒေချမ်းကတော့ဒီအောက်လွတ်တော်အာဒီပဏာယီကော်မတီတခုတည်းနဲ့မပြီးပါဘူး။သူကတရားရေးဌာနနဲ့လည်းဆက်ဆက်ရမယ်။နိုင်ငံခြားရေးဌာနနဲ့လည်း နိုင်ငံသားရေးဌာနအလှတော်အလှတော်နိုင်ငံသားရေးရာကော်မတီနောက်တစ်ခုကအလှတော်ဒီတရားရေးကော်မတီတို့နဲ့ဆက်ဆက်ပြီးတော့လောရမယ့်ကိစ္စဆိုတော့ကော်မတီသုံးခုဆိုတော့သူတို့ကော်မတီတွေကြားထဲမှာအချင်းချင်းညှိနေရတဲ့အတွက်ဒီအချိန်နည်းနည်းလေးပို့ပြီးတော့အဲကြာနေပုံရပါတယ်အလှတော်ဘန်နာရေးကော်မတီမှာတော့54မင်းနဲ့ ဒီဥပဒေကြမ်းကိုဟိုအတည်ပြုထားပါတယ်အခုတော့ပြန်ပြင်ဆင်နေတဲ့အစ်စ်မှာရှိနေပါသေးတယ်ဆိုတော့ဒီဥပဒေကြမ်းဆက်ပြီးတော့အတည်ဖြစ်လာဖို့ဆိုလို့ရှိရင်လည်းပဲဒီအော်လတော်မတ်ဘေးခိုင်စင်ကနဲ့အတူတွဲပြီးတော့ဆိုပြုမဲ့လူတွေလူတွေထောက်ကမ်းမဲ့သူတွေလူတွေအတွက်ဒါအမေရိကရဲ့ပြည်နယ်တိုင်းမှာရှိတဲ့သူတွေအနေနဲ့လည်းကိုယ်သက်ဆိုင်ရာနေမြေတွေကဒီအော်လတော်မတ်အထက်လတော်မတ်တွေကိုချင်းကပ်ပြီးတော့ ဒီကိုမြန်မာပြည်အကြောင်းမြန်မာပြည်အခြေအနေကိုတရားရှင်းပြနိုင်လို့ရှိရင်တော့ဒီဥပဒေလည်းပဲအောက်လွှတ်တော်မှာမကြခင်အဲအတီးပြုမယ်လို့ခမန်းရပါတယ်ဒီဒီဇင်ဘာ၁ရက်နေ့မှာတော့ဒီ HR 4423 the no new funds for Burma echo ဒီ Nikki Ma Williams ပေါ့ Georgia ပြည်နယ်ကအောက်လွှတ်တော်အမတ်တင်သွင်းတဲ့ဥပဒေချမ်းကတော့အတီးဖြစ်သွားပါပြီကျွန်တော်အောင်ဆွေးပါ